အခုဆိုလို့ရှိရင်တော့ပေါမုတ်ကျောက်အကြောင်း cheese plate ကျော်လေးပေါ့နော်ဒါလေးကိုလုပ်စားမှာဖြစ်ပါတယ်။သူကရတာကောင်းမွန်ပြီးတော့ကလေးလူကြီးအားလုံးလည်းကြိုက်နှက်သက်တဲ့မုတ်ကလေးဖြစ်သလို ingredient လေးမျိုးနဲ့ဆိုတော့လောက်ရလွယ်လို့ပါ။ပေါမုတ်ပါပါမယ်။ကျောက်ပါပါမယ်။ကျောက်အကြောင်းပါပါမယ်။ cheese ပါပါမယ်။ ingredient လေးမျိုးနဲ့လုပ်စားမှာပဲဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ကတော့ပေါင်မုံတစ်ချက်ယူမယ်ပေါ့နော်။ပေါင်မုံယူပြီးသွားပြီဆိုလို့ရှိရင်တော့ပေါင်မုံရဲ့ဗေးသားလေးတွေကိုဓာတ်နဲ့ဖယ်ထုတ်ပေးထားပါမယ်။အားလုံးဖယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ပေါင်မုံကိုတတ်တတ်ထားပေးထားပါမယ်။ပေါင်မုံကို rolling pin နဲ့လိုက်ပါမယ်။ rolling pin နဲ့လိုက်တဲ့အခါမှာရေးကြည့်တယ်ပေါ့နော်။ပေါင်မုံရဲ့အသားလေးတွေပေါက်ထွက်မသွားဖို့ပြင်းမသွားဖို့ရေးကြည့်ပါရယ်။ပြီးတော့ပြပြလှက်လှက်ပပလေးရတဲ့အထိလေးရမယ်ပေါ့နော်။အဲ့ဒါမှလည်းကျုပ်ချောင်းတို့ဘာလို့လဲလိုက်တဲ့အခါကျရင် လေးရတာလွယ်တာပေါ့နော်။ပပပြပြလေးရတဲ့အထိလိုက်ပါမယ်။ အခုလိုမျိုးပေါမုတ်သားလေးရပြပြလက်လက်ပပလေးရပြီဆိုရင်တော့ဒါရပြီပေါ့နော်ပြီးသွားရင်တော့သူ့ပုံကို cheese ပြားလေးတင်ပါမယ်ချက်ဥချောင်းလေးတင်ပါမယ်ကျောက်ကြောင်လေးတင်ပြီးတော့မှဒေချာလေးလိုက်ပေးပါမယ်။သူကပြန်ပြီးတော့မှပြည်တတ်တဲ့အတွက်ကြောင့်ပေါ့နော်။ပြီးွားရင်တော့ကြက်ဥကိုပကန်းလုံးတစ်လုံးနဲ့ဥဖောက်ထည့်ပေးပါမယ်။ကြက်ဥကိုခလောက်ပေးထားပါမယ်။ပြီးရင်တော့ကြက်ဥလေးနဲ့တုပ်ပေးပါမယ်။ ဒဲဦးတဲ့ကိုစီလီနဲ့ငယ်ထည့်ပြီးတော့မှကြော်ပေးထားပါမယ်။အခုဆိုလို့ရှိရင်တော့ရတာလည်းရှိပြီးတော့မှကောင်းမွန်နဲ့ပေါင်မုံကျုပ်ချောင်းချီစလိလေးရပြီပေါ့နော်။သူကစားလိုက်ရင်လည်းအနံ့မမွေလေးနဲ့ကလေးလူကြီးအားလုံးလည်းကြိုက်တယ်။ ingredient လေးမျိုးထဲနဲ့ပေါင်ပစ္စည်းလည်းနည်းတဲ့အတွက်ကြောင့်ပေါ့နော်။လောက်ရတာလည်းလွယ်ကူတဲ့မုံလေးဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။